မိမိရင်ကပစ္စည်းလာခိုးတဲ့သူအပေါ်မှာတောင်းမေတ္တာစေတနာထားနိုင်တဲ့လောရကြောင့်ချီးကျူးခံနေရတဲ့ຫນွေပိုးရင်တတိကြီးပရိသတ်များလုံးမမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူတွေဟာဘလောက်ပဲစေတနာစိတ်ထားကောင်းမွန်ပါစေမိမိတို့ရဲ့အင်ကပစ္စည်းကိုလာခိုးတဲ့တကူအပေါ်မှာထိမေတ္တာထားနိုင်ဖို့ကမလွယ်ပါဘူးအထူးသဖြင့်တော့ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကိုစိတ်ပြေနေပြေလာခိုးရင်တော့အနည်းနဲ့အများတော့ဒေါသထွက်ကြမှာပါဒါပေမဲ့လည်းຫນွေပိုးရင်တတိကြီးဇင်ဘိုဘိုကတော့သူ့ရဲ့အင်ကကားဘက်ထရီကိုလာခိုးတဲ့ တစ်ခုကိုမြစ်တရာစေတနာထားတဲ့လောရက်လေးတစ်ခုအင်တာနက်ပေါ်မှာမျှဝေလာခဲ့ရဖြစ်ပါတယ်။ရွယ်ပိုးရင်တတိကြီးမျှဝေလာတဲ့ CCTV record video file ထဲမှာအမျိုးသားတယောက်ဟာရွယ်ပိုးရင်အထယ်ဆိုင်ကပိုင်ဆိုင်တဲ့ light truck ကားကဘက်ထရီကိုဖြုတ်ရောင်းနေရဖြစ်ပါတယ်။ဒါကိုပဲရွယ်ပိုးရင်တတိကြီးကတနာနေရပါအဆိုပါတခုခိုးနေတဲ့အချိန်ဟာရန်ကုန်မြို့မှာမိုးသည်ထန်စွာရွာနေတဲ့မနက်ခင်းစောစောအချိန်ဖြစ်ပါတယ်။ ဒီလိုမိုးအေးအေးနဲ့လူတွေအများကြီးအိပ်ပျော်နေတဲ့အချိန်တခိုးက channel ကိုဝင်ကကားအောက်ကဘက်ထရီကိုဖြုတ်ခိုးနေကြရပါဒီလိုခိုးနေတဲ့ video file ကိုကြည့်ကနွယ်ပေါ်ရင်တထေးကြီးကတော့လူများတွေအိတ်ကောင်းနေတဲ့အချိန်မိသားစုစားဝတ်နေတဲ့အတွက်ဘက်ထရီကိုဖြုတ်ခိုးနေရတဲ့တခိုးကိုတနာနေရပဲဖြစ်ပါတယ်ဒီလိုမျိုးခိုးနေရတဲ့တခိုးရဲ့နောက်ွယ်မှာမိသားစုဝင်နေရှိနေမလားဆိုပြီးတော့နွယ်ပေါ်ရင်တထေးကတော့စိတ်ပူနေကြရပါတခိုးခိုးတာကမကောင်းပေမဲ့မိသားစုစားဝတ်နေတဲ့အတွက်ခိုးနေရဖြစ်မယ်လို့နွယ်ပေါ်ရင်တထေးကြီးကို င်ပေါ်ပေါ်ကဆိုခဲ့ပါတယ် ကိုစင်ဘဘဟာဒီလိုမျိုးတခိုးရဲ့မိသားစုတွေတာသမီတွေမြင်ရင်အရှက်ရမှာစိုးရာကြောင့်တခိုးရဲ့မျက်နှာကိုဝါးထားပါသည်။နွယ်ဘုံရင်တထေးကြီးကတတ်နိုင်မယ်ဆိုရင်တခိုးမိသားစုကိုထောက်ပံ့ကူညီခြင်းနဲ့လို့ပြောခဲ့ပါရယ်။ဒါအပြင်နွယ်ဘုံရင်တထေးကြီးစင်ဘဘကတခိုးခိုးနေစဉ်အတွင်းမှာလူမိသွားမှာကို CCTV ကနေတစစ်စိတ်ပူနေခဲ့ရဖြစ်ပါရယ်။ဒီလိုမျိုးတခိုးခိုးနေတော့လူမိသွားခဲ့ရင်တခိုးမိသားစုကအဆောင်ဝင်နေဒုက္ခရောက်မှာကိုစိတ်ပူနေရှာတာဖြစ်ပါရယ်။တခိုးကအစဉ်ပြေပြေနဲ့ကားဘက်ထရီကိုဖြုတ်ကစပိန်လေး ဲ့အောင်မြင်စွာထွက်သွားတော့မှຫນွေပိုးရင်တထေးကြီးလည်းစိတ်ချမ်းသာနိုင်တာဖြစ်ပါတယ်။ ရဲဘော်ရဲ့တရေစီစဉ်ပုံပုံကသူ့ရဲ့အနေထားနဲ့ကားဘက်ထရီတစ်လုံးဆုံးရှုံးသွားတာကဘာမှမပြောပါတော့ပေမယ့်တခိုးရဲ့မိသားစုလေးစောင်းဝင်းနေပြေးလည်သွားရင်ကျေနပ်ပါပြီလို့ပြောခဲ့ရဖြစ်ပါတယ်။ပရိသတ်တွေကတော့ရဲဘော်ရင်တရေစီစဉ်ပုံပုံရဲ့စိတ်တဘောတာလေးကိုချီးကျူးနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအထည်ဆိုင်ပေါင်းများစွာဖွင့်လှစ်ထားတဲ့ရဲဘော်ရင်တရေကိုစဉ်ပုံပုံကအလူတန်းမှာရဲရဲရော်ရော်လူတန်းပေးတတ်တဲ့ဆိုင်ဖြစ်ပါတယ်။ကိုစဉ်ပုံပုံဟာအောက်ခြေဝင်တန်းစပွဲတို့ဟိုတယ်ဝင်တန်းဘဝကနေအခုလိုမျိုးထိတ် တန်းတထေးကြီးဘွားကိုရောက်ရှိလာခဲ့သူဖြစ်တာကြောင့်အခြေခံလူတန်းစားတွေကိုအမြဲတမ်းကူညီပေးနေတာဖြစ်ပါတယ်။ Brighter လို့ရတာကိုလည်းဝါသနာပါတဲ့နွယ်ဘွားရင်တထေးကြီးကိုစင်ပေါ်ပေါ်ကောင်အမှန်တကယ်ဆင်းရဲဒုက္ခရောက်နေတဲ့လမ်းဘေးဈေးတဲ့တွေနဲ့ချိုးတဲတဲ့လူတွေကိုကူညီနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်ငလင်ဘေးမှာဆိုရင်လည်းနွယ်ဘွားရင်တထေးကြီးဟာပထမဆုံးစတင်ပြီးတော့ငလင်လောက်ခတ်ခဲ့တဲ့နေကလေးကအကုန်လုံးကိုလိုက်လံကူညီနေခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ဆိုင်ပန်ရှင်တွေကိုယ်တိုင်မြေပြင်ကိုဆင်းပြီးတော့ပြည်သူတွေနဲ့တွေ့ဆုံကကူညီပေးနေကြရပဲဖြစ်ပါတယ်။သိန်းတရာ၂၀၀မကထောင်ထဲချီမကသိန်းတထောင်ဆိုတဲ့ပမာဏကိုလည်းလူတန်းခဲ့ပြီးဖြစ်ပါတယ်။뇌ဘုံရင်အထယ်ဆိုင်ပန်ရှင်တွေကလူတန်းကုသိုလ်ရွေးနေရမှာဆိုရင်တကယ်ကိုမစေတနာပြေဝါစွာနဲ့လူတန်းစားမရွေးဘာသာမရွေးအကုန်လုံးကိုလူတန်းပေးကမ်းနေကြရဖြစ်ပါတယ်။အခုခါမှာ뇌ဘုံရင်တတိကြီးဟာအင်္ဂိုလာခိုးတဲ့တခိုးကိုတောင်စေတနာထားနေရပါ။ဒါကြောင့်လည်းချီးကျူးခံနေရတာဖြစ်ပါတယ်။ ရိသတွေကရောင်ရွယ်ဖို့ရတဲ့တတိကြီးကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။